အားလုံးပဲမင်္ဂလာပါဒီကြာနေကနေပြန်လဲကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှလည်း JLPT M4 level ခန်းကြီးသင်ခန်းစာလေးတွေကိုတူတူလေးလာတော့ပို့ပြင်ဆင်ထားပါတယ်ဒီနေ့လေ့လာမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာ8 lesson 8ရဲ့ key sentence ရာသီဥတုတွေနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးတွေ့ရမယ့် key sentence တွေက key လေးပေါ့နော်သူကရာသီဥတုဆိုတဲ့အထိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီအောက်မှာဆိုရင်စဘာပင်လေးရှိတယ်အောက်မှာကလေးလေးရှိတယ်ပေါ့နော်ဒါဆိုစဘာပင်တင်းတင်းလေးတွေကတဲ့ကြီးလာတယ်တဲ့ တစ်နှစ်တာအချိန်ကြာမြင့်နေဆိုတဲ့ပုံစံမျိုးလေးပေါ့နော်သူ့ကိုခဲချစ်လေးဆွဲမယ်ဆိုလို့ရှိရင်အပေါ်ကစဘာပင်ဆိုတဲ့ဟာလေးကိုရင်ဆွဲမယ်1 2အောက်မှာခလေးလေးကိုဆွဲပေးပေါ့နော်6 8ပေါ့နော်သူ့မှာခုံရုံးမရှိဘူးအုံရုံးကခိတလုံးပဲနော်ဆိုတော့ကြက်မှာကရှိခိဒီဟာလေးကရုံးတဲ့အတံမထွက်ဘဲနဲ့ရှိနေတဲ့အတံထွက်သွားရင်နော်ရှိခိဆိုရင်ရာသီဥတု၄ပါးကိုပြောတာပေါ့နော် ရာသီဥတု၄ခုရာသီဥတု၄ပါးပေါ့သူတို့နိုင်ငံမှာဂျပန်နိုင်ငံမှာရာသီဥတုက၄ခုရှိရယ်နော်ဆိုတော့ဒါဆိုရင် key season ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့သူက key set ရဲ့ key ဘိုင်းလေးပေါ့နော်ဒါဆိုရင် set အပိုင်းလေးကိုထပ်ပြီးတော့လေ့လာမယ် set ကကြတော့ join ဆိုတဲ့ဟာလေး ਨੇ အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော်အစ်စ်ဒီမှာဆိုရင်ဝါစစ်ကလေးနော်ဒီမှာဝါပင်ရဲ့အရှိန်မှာလူတယောက်ထိုင်နေတယ်သူရဲ့ရှေ့ဘက်ပါရှိလဲစားစရာရှိတယ်ဆိုပုံစံမျိုးလေးပေါ့နော်ဆိုတော့ဝါပင်အရှိန်မှာထိုင်နေတယ်ဆိုတဲ့အဓိပ္ပာယ်လေး ਨੇ တက်ရောက်ပြီးတော့မှ join ကို ကိုးစားပြုထားတာဖြစ်ပါတယ်ဆိုတော့ try new ရေးကြည့်မယ်ဆိုလို့ရှိရင်1234567910712ပေါ့နော်တော့သူရဲ့ခုံယောမီကဖူရှိအုံယောမီကဆက်ချ ဆိုတော့ကြက်မဲ့နှလုံးလေးကပထမဆုံးနှလုံးကခိဆဲစပေါ့နော်ဆိုခိဆဲစကရာသီဥတုမခိဆဲစနုနာကတဲ့ဟာရုဂတ်စခိဒတ်ရာသီဥတွေအောင်းနဲ့မနှွေဥကိုခြိုက်တဲ့အဲ့လိုမျိုးလေးသုံးရရနော်နောက်ခုဆဲစပွန်ဆဲစပွန်ကကြတော့ဆောင်းအကုံနှွေအကူဂျာကာလာတွေကသူတို့ရဲ့ traditional ရိုးရာပွဲတော်ကာလာလေးတခုပဲဖြစ်တယ်ပေါ့နော်အဲ့ဆဲစပွန်မှာသူတို့မလုပ်ကြလဲဆိုလို့ရှိရင်ဒီပဲစီလေးတွေကိုပြစ်ပေါက်ပြီးတော့ဒီမကောင်းတာတွေကအပြင်ထွက် အိမ်ပြုံထွက်ကောင်းတာတွေကအိမ်ထဲကိုဝင်ဆိုတဲ့ပုံစံမျိုးလေးနဲ့သူတို့អော်ကြတယ်ဗောနော်အဲ့လိုမျိုးយោយ៉ាပွဲတော်လေးလုပ်ကြပါတယ်ဆိုတော့အဲ့ဒီအဲ့ဒီနေ့ရက်ကလေးအဲ့ဒီပွဲတော်လေးကိုစစ်စစ်ပုံလို့ခေါ်ပါတယ်နော်ဒါဆိုလို့ရှိရင်စစ်စစ်က join ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးအစ်စ်ဆိုတဲ့ဟာလေးဗောနော်အစ်စ်အရစ်အဲ့လိုမျိုးအထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်183ခုမြောက်ကကြတော့ spring နဲ့ spring ဆိုတာကခုနက heart လေးဗောနော်အာ နှွေဦးဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒီမှာဆိုရင်နေမင်းကြီးရှိတဲ့အောက်မှာမြက်ပင်လေးတွေရှိတယ်ပေါ့နော်မြက်ပင်လေးတွေကဘာဖြစ်လဲဆိုတော့နေအောင်ကြီးရဲ့အောက်မှာအများကြီးပဲအမ်ပေါက်လာကြရဲဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါဆိုရင်နှွေဦးပေါ့နော်သူ့ကိုခန်းကြီးရေးမယ်ဆိုလို့ရှိရင်၃ချက်ကိုရင်းရေးမယ်နော်တစ်ချက်နှစ်ချက်အောက်က၃ချက်မြောက်ကရှိရှိလေး၃ချက်ပြီးလို့ရှိရင်၄ချက်ကဆောင်းဆောင်းလေးထွက်သွားမယ်ပေါ့နော်၄ချက်ပြီးရင်၅ချက် ငါးချက်ကဒီနားလေးကနေသွားမယ်ငါးချက်ပြီးတော့အောက်ကနေမင်းလေးကိုထည့်မယ်6 9 10ကိုဟာရူပေါ့နော်ဆိုတော့သူ့ရခွန်ယောမီကဟာရူဝွန်ယောမီကရှင်ဆိုဟာရူဆိုရင်ຫນွေဦးခုနလိုပဲနော်ခီဆက်စနုနာခါတဲ့ဟာရူကစကီဒတ်ဆိုရင်ຫນွေဦးကိုໃຈဆုံးမယ် ောက်တစ်လောကျ session မှတ်မိသေးလားမသိဘူးဒီ session ကအကားဤအပြာရောင်ခန်းကြီးလေးတင်တော့တစ်ခေါက်တင်ခဲ့ဘူးရယ်နော် session ဆိုတာလူငယ်ဘဝဥမာလူငယ်ဘဝကနှစ်ချိန်ပြန်မရဘူးလူငယ်ဘဝကိုအပျော်ပါးရင်နဲ့ဖြတ်သန်းမိတဲ့အတွက်နောက်နောက်ရတဲ့အဲ့လိုမျိုးလေးသုံးလို့ရတယ်နော် session o asonde scosta koto o kokashite iru ဒါဆိုရင်လူငယ်ဘဝမှုရှောက်ပြီးတော့လဲပတ်နေခဲ့တဲ့အတွက်နောက်နောက်ရတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်เนาะဒါ session ဖြစ်ပါတယ်ဒါဆိုရင်183လုံးမြောက်က spring နှွေဦးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်တစ်ခုနှွေရာသီပေါ့နော်နှွေရာသီမှာကြောက်ဒီမှာကလူတစ်ယောက်ကမျက်နှာဖုံးဆွပြီးတော့ကနေတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ဒါကနှွေရာသီပဲဖြစ်ပါတယ်သူ့ကိုခန်းကြီးလေးရေးကြည့်မယ်ဆိုလို့ရှိရင်တက်နှစ်ပေါ့နော်3 4 5 6 7 8 9ကို30သူရဲ့ခုံရုံးမိကနတ် お読みがか。 နတ်နတ်ဆိုတာကຫນွေရာသီပေါ့နော်ຫນွေရာသီမှာအရင်မဲ့ရာသီဥရောကပူပြင်းနေအဲ့လိုမျိုးလေးဆိုနတ်ဆိုလို့သုံးရတယ်နတ်ဆရဆုမိဒါဆိုရင်ຫນွေရာသီပိတ်ရက်ຫນွေရာသီအားလည်းရက်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်လည်းຫນွေရာသီပိတ်ရက်ရှိရတယ်လေတကြံလို့ပါလို့အဲ့လိုမျိုးဆိုနတ်ဆရဆုမိလို့ခေါ်တယ်နတ်ဆမတ်ဆရီမတ်ဆရီဆိုတာက festival ပွဲတော်တွေကိုပြောတာပေါ့နော်ဒါဆိုရင်နတ်ဆမတ်ဆရီဆိုလို့ရှိရင်ຫນွေရာသီပွဲတော်တကြံပွဲတော်ကိုပြောတာပေါ့နော်အဲ့လိုမျိုးနောက်ခုကနတ်ဆဖုခုနတ်ဆဖုခုဆိုရင်ຫນွေရာသီမှာဝတ်တဲ့အင်ဂျီဆိုလို့ရှိရင်ဒီຫນွေရာသီရဲ့ ရှင်အင်ဂျီပေါ့နော်ဒါဆိုရှင်အဲဒီဒီရက်ပိုင်းတွင်းမှာငါအာနွေရာသီဝတ်အင်ဂျီလေးတွေတောက်ဝဲလိုက်အောင်မဲ့အဲလိုမျိုးလေးလုပ်ပြောလို့ရတယ်နော်နတ်ဆူဖူကူကိုအာခိုင်တိုင်းဒတ်အဲလိုမျိုးတောက်ရတယ်နော်ဒါဆိုရင်ဒါကနတ်ဆဆမ်မာနွေရာသီဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းချီလေးဖြစ်ပါတယ်နောက်ခု185လုံးမြောက်ကကြတော့အော်တမ်ဘတ်ဆောင်းဦးပေါ့နော်ဒီမှာစဘာပင်လေးရှိတယ်ပြီးလို့ရှင်ဒီမှာကကြတော့ထင်းချောင်းလေးနဲ့မီးဖို့ထားတယ်ပေါ့နော်ဒါဆိုရင်စဘာဆန်လေးတွေကို6သွေးပူရန်အတွက်ဒီမှာ မီးနဲ့အပူပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဒါကြတော့အခီပေါ့နော်စောင်းဥဆိုတဲ့ခန်းကြီးလေးကိုရေးမှာဖြစ်ပါတယ်စပားမင်းလေးကိုကိုးစားပြုတဲ့စကလုံးလေးကိုရေးမယ်10နဲ့ဒါတက်တက်လေးပဲနော်3 4 5ပြီးဒီဘက်ကမီးခန်းကြီးလေးကိုရေးမယ်6 8 9 6ကိုပေါ့နော် သူကခွန်ယောမီကအခိအွန်ယောမီကရှူဆိုအခိဆိုလို့ရှိရင်ဆောင်းဦးပေါ့နော်နောက်ခုကအခိတာခန်နဲ့အခိတာခန်ကကြတော့အဲ့ဒီနေမီဒေတာတစ်ခုရဲ့နာမည်ပေါ့အခိတာခန်ခန်ဆိုတာကဒါကဒေတာသို့မဟုတ်စီရင်စုဆိုတဲ့အဓိပ္ပာယ်နဲ့သခင်ကြီးလေးနော်အခိတာခန်ဆိုတဲ့နေမီဒေတာတစ်ခုပါနောက်ခုကရှူဘွန်နိုဟိရှူဘွန်နိုဟိကကြတော့ဆောင်းဦးရောက်တဲ့ပွဲတော်ပေါ့သူကကြတော့အာ ဲ့လိုမျိုးပေါ်တော့မှဆိုလို့ရှင်ဘလို့ရာစုမိအားလိုက်ရတွေပါပေးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးနေ့တွေမှာဘယ်ယူသွားကြလဲဆိုရင်ဘိုးဘွားတွေရဲ့ဘိုးဘွားတွေရဲ့သင်ချိုင်းတွေဘာတွေမှာသူတို့အလဲပတ်ထွက်ပြီးတော့သွားကြတယ်ပေါ့အုတ်ကူတွေကိုပေါ့နော်အဲ့ဒီရဲ့အဲရာဒီလေးကိုအဲ့ဒီရဲ့နေ့ရက်တွေကို ရှူပုံနိုဟီလို့ခေါ်ပါတယ်ဒါဆိုရင်ဒါကစောင်းဦးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်စကလုံးတစ်လုံးအားကြတော့186နောက်ထပ်စကလုံးတစ်လုံးအားကြတော့ winter ပေါ့နော် စောင်းရသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ဒါစပန်နံလေးတွေပေါ့နော်စားစရာလေးတွေကိုဒီမှာတန်းစီပြီးတည်ခုံးပြီးတော့စောင်းရသည်အတွက်ကြိုပြီးတော့ဆုထားတဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ဆိုတော့ဒီဝင်းတာလေးကိုတစ်ချက်လောက်ရေးကြည့်ရအောင်၁၂၃ပေါ့နော်။သူ့ရဲ့ခုံယောမီက for you ဥယောမီက2 for you ဆိုရင်စောင်းရသည်ပေါ့နော်။စောင်းရသည်ကိုကြိုက်တဲ့လူလည်းရှိတယ်ပေါ့နော်။ for you cuz kids ဒါမှမဟုတ်ရှင် for you yasumi ဒါဆောင်းရသည်မှာပိတ်တဲ့ပိတ်ရက်တွေရှိတယ်ပေါ့နော် for you yasumi ဆောင်းရသည်အားလည်းရက်နောက်ခါကျတော့ shunka shu to တဲ့ shunka shu to ကကျတော့ဒီ haru ရဲ့ natsu ရဲ့ aki ရဲ့ for you ရဲ့ကိုလေးလုံးစလုံးကိုတန်းရေးပြီးတော့သူတို့ရဲ့အွန်ယောမိလေးနဲ့ပဲဖတ်သွားတာပေါ့နော် shunka shu to ဒါကကျတော့ຫນွေ ဟူຫນွေဆောင်းဦးဆောင်းမြမလို့ဆိုရင်ຫນွေမိုးဆောင်းခေါ်တယ်လို့မျိုးပေါ့နော်သူတို့အဲ့ဒီလေးလုံးကိုအတူချုပ်တခါလဲခေါ်တဲ့ပုံစံမျိုးလေးပေါ့။ဒါဒီဥရုလေးပါစလုံးခေါ်လိုက်တာပဲဖြစ်ပါတယ်။ဆိုတော့ဒီဒီခန်းကြီးလေးကဆောင်းတွင်းဆိုတဲ့အဲအဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ထပ်189လုံးမြောက်ကကြတော့အစည်းပေါ့နော်ပူရဲဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ဒီမှာနေမင်းလေးရှိတယ်ပြီးရင်ဒီမှာကစုယုံထားတဲ့ဆိုပုံစံမျိုးပေါ့။ဒါပေမဲ့နေမင်းနဲ့မမီးတွေနဲ့အရင်ပဲပူနေတဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်။တဲ့ နှစ်သုံးလေးပြင်းငါခြောက်ခုနှစ်ရှစ်ကိုတဆယ်စတဲ့စနစ်ပေါ့နော်အာချီဆိုတဲ့ခန်းကြီးလေးပဲဖြစ်တယ်ခွန်ယောမီကအာချီအုံယောမီကရှော့ကျမ်းမစကလုံးလေးနှလုံးကအာချီဆိုရင်ပူတော့နောက်ကဇန်ရှော့ဇန်ရှော့ဆိုလို့ရှိရင်နွေဟာတီက ပူနေတဲ့အပူလက်ကြံပေါ့နော်။နွေရသည်တော့မဟုတ်တော့ဘူးစောင်းဦးတော့ရောက်နေပြီဒါပေမဲ့နွေရသည်ရဲ့လက်ကြံပူတွေကဆက်ပြီးတော့ပူနေသေးတယ်။အဲ့လိုမျိုးဆိုရင်ဇန်ရှော်လည်းသုံးလို့ရတယ်။ဇန်ရှော်ကမာသာဇူဇီဒိမတ်ဒါဆိုနေရသည်ရဲ့လက်ချံအပူလေးရှိနေသေးတယ်အဲ့လိုမျိုးသုံးလို့ရပါတယ်နော်ဒါဆို189လုံးမြောက်ကပူသောဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်188လုံးမြောက်ကကျတော့အေသောစာမူးရဲ့ခန်းကြီးလေးပေါ့ဒီမှာအိမ်ထဲမှာစောင်းလေးရှိတယ်ပေါ့နော်ဒီမှာလက်ကလေးတွေနဲ့စောင်းဝင်ခြုံလိုက်တဲ့ဆိုပုံစံမျိုးလေးပေါ့နော် သူ့ကိုခန်းကြီးလေးရေးချင်မယ်ဆိုလို့ရှင့့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  စာမွေးကြီးဆိုရင် A တော့ဗောနော် EAG delay ဖြစ်ပါတယ်နောက်ခုက camp camp ဆိုလို့ရှင် AA line ဗောနော်ဒါဆိုလို့ရှင် AA line ဖြစ်မှာဖြစ်တဲ့အတွက်နတ်ဖြန်အပူချိန်နေကြမယ်ထင်တယ်အဲ့လိုမျိုးလို့ပြောလို့ရရယ်နော် camp AA line ဒါဆိုရင်188လုံးမြောက်ကစာမွေးကြီးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်189လုံးမြောက်ကကြတော့နှွေးထွေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်နှွေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တက်ရောက်တဲ့ခန်းချင်းလေးပဲဖြစ်ပါတယ်။ဒီမှာဆိုနေမင်းလေးရှိတယ်။ဒီမှာဆိုလို့ရှိရင်ရွာလေးပေါ့နော်။ဆိုတော့နေမင်းလေးနဲ့ရွာလေးနဲ့နှွေးနှွေးထွေးထွေးလေး ူကိုခဲချင်လေးလေးရေးမယ်ဆိုရင်အရှိမနေမင်းလေးကိုရေးရေးမယ်နော်1ပြီး5 6သူ့ကိုခဲချင်လေးချင်ချင်မယ်ဆိုရင်1 2 3 4 5 6 9 10 6 9 10 ကို30စက်နှစ်စက်တော့ဘောနော်သူရဲ့ခွန်ယောမီကအတာတာကိုင်းအွန်ယောမီကဒန်ချက်မဲ့လေးလုံးကအတာတာကိုင်းဆိုရင် EAG တဲ့လေးနှွေးထွေးတော့နှွေးတော့ဘောနော်နောက်ခုကဒန်တို့ဒန်တို့ဆိုရင်အေးပေါ်တဲ့စောင်းဒီနောက်ကဖူယူ စောင်းရသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဒါကိုတိုးနဲ့တတ်ထွက်သွားတယ်အရှိကဒန်းကကြတော့နှွေးထွေးတယ်ဒါဆိုရင်စောင်းရသည်ကနှွေးထွေးနေတယ်ဆိုတော့အေးပေါ်တဲ့စောင်းပြောတာပေါ့နော်နောက်ခွာကြတော့ဒမ်ဘူဒမ်ဘူကကြတော့ဟီတာရဲ့အပူပေးစနစ်ကိုပြောတာပေါ့နော်ဥမာအာဟီတာရဲ့အပူပေးစနစ်ကိုနည်းနည်းလေးထပ်ပြီးတော့တင်ပြီးတော့ အာနှွေးထွေးအောင်လုပ်ပေးပါဆိုရယ်ပုံစံမျိုးလေးနဲ့သုံးလို့ရရယ်နော်ဥမာဒမ်ဘိုအိုတူယောကုရှ်တဲစကိုရှိအတာတာခါကုရှ်တဲကုဒါဆိုင်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်ခါကျတော့အွန်ဒန်ခအွန်ဒန်ခအွန်ဒန်ခကကျတော့ကဘာကြီးပုံနှွေးလာမှုပေါ့နော် global warming လို့ဟာမျိုးမှာသုံးပါတယ်ပေါ့နော်ချီကူအွန်ဒန်ခဆိုရင်ကဘာကြီးရဲ့ပုံနှွေးလာမှုပေါ့နော်ဒါဆိုရင်ဒီခန်းကြီးလေးက ပူနွေးသည်နွေးထွေးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းချီလေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်လုံးလေးက190လုံးမြောက်ကကြတော့အေးတော့ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ရေဆက်30ပေါ့နော်အာဒီမှာအဆက်လေး30ကရေဆက်ကိုကိုစားပြုမယ်ပြီးလို့ရှင်ဒီမှာကတောင်ကုန်းပေါ်မှာအိမ်လေးကဒါကက်ပီတယ်ကိုကိုစားပြုထားတယ်ပေါ့နော်သူ့ကိုခဲချီလေးလေးချီချီမယ်ဆိုလို့ရှင်ရှင်မှာရေဆက်31နဲ့3အနောက်မှာကက်ပီတယ်ဆိုတဲ့ခန်းချီလေးနော်ညို့တော်ဆိုတဲ့ခန်းချီလေး၄ 7ချက်သူရခွန်ယောမီကစုစုရှိအေးမြတော့ဗောနော်နောက်အွန်ယောမီကကြတော့လျောစုစုရှိဆိုရင် ee ejected အေးမြတော့ဗောနော်နောက်တစ်ခုကလျောဖူလျောဖူကကြတော့လေးပြေးအေးလေးဗော ါဆိုလို့ရှိရင်လျော်ဖူကခီမိုချီကအီလေပြေးအေးလေးတွေကနေလို့ကောင်းတဲ့စိတ်ကံစားချက်ကိုကောင်းစေတယ်ဒါမှမဟုတ်ရှင်လေလျော်ဖူကတတ်ဆူယိုနိနာတာလေပြေးအေးလေးတိုက်တော့မဲ့ပုံမဲ့အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နော်ဒါဆိုရင်နောက်ဆုံးတစ်လုံးဖြစ်တဲ့တရ90လုံးမြောက်ကအေးမြတော့ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာရဲ့ခန်းကြီးဆယ်လုံးလေးကတော့ဒီမှာပဲပြီးသွားပါပြီ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေပါလေ။တူတူလေ့လာကြမယ်နော်။ それではまた次の動画で会いましょう。バイバイ。